အောင်မြင်မှုစကလုံးကရိုးရှင်းရှင်းလေးအောင်မြင်ရမယ်အဲ့တော့ဒီစကလုံးရိုးရှင်းရှင်းလေးရဲ့နောက်ွယ်မှာကျွန်တော်တို့အများကြီးမသိရတဲ့ပေးဆက်မှုတွေဒါအပြင်ကိုဆွန့်လွတ်မှုတွေအများကြီးဒါဒီနဲ့ပတ်သက်ပြီးတော့မှပြောကြမယ်စေဆိုလို့ရှိရင်အောင်မြင်မှုကိုကျွန်တော်တို့ဘာနဲ့တိုင်းတာမလဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးစပြောဖို့အတွက်လိုအပ်လိမ့်မယ်ဟာမင်းကဒီချိန်မှဒါရိုက်ထပြောနေရအောင်မင်းကဘောလုံး channel လောက်တာမဟုတ်ဘူးလားလို့ပြောခြင်းတရားရှိတယ်ဟုတ်တယ်ကျွန်တော်ဒီနေ့အဓိကပြောပြမှာကတော့အောင်မြင်မှုဒါမှမဟုတ်လို့ရှိရင် Jamie Vardy ရဲ့အကြောင်းဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှိရင်စားလိုက်ကြရအောင် ျွန်တော်တို့တွေဟာငယ်စဉ်ကာလဘဝမှာကလေးကသားလေးကြီးလာရင်ဘာဖြစ်ချင်လဲသမီးလေးကြီးလာရင်ဘာဖြစ်ချင်တယ်လဲဆိုတော့နောက်ွယ်ရဲ့မျှော်လင့်ချက်တွေနဲ့အောင်မြင်မှုစီကိုသွားနိုင်ဖို့အတွက်သွားဖို့အတွက်တိုက်တွန်းမှုတွေနဲ့တူတူပဲကြီးပြင်းလာကြတာသားလေးကြီးလာရင်အင်ဂျင်နီယာလုပ်ချင်တယ်မလားဆိုတော့မိခွန်းနေဒါမှမဟုတ်လို့ရှင်တယ်သမီးလေးကြီးလာရင်ဆရာဝန်လုပ်ချင်တယ်မလားဆိုတော့မိခွန်းနေရဲ့နောက်မှာမတိစိတ်ထဲကကပ်ပါလာတာကငါကြီးလာရင်ဒါဖြစ်ရမယ်ဆိုတော့ရက်ဆက်မျိုးဆိုတော့ okay ဒီအကြောင်းအရာကကျွန်တော်တို့တွေအားလုံးသိထားကြပြီးသားပဲကျွန်တော်တို့ဂျေမီဗာဒီတို့ ောင်းကိုပြောကြမယ်ဆိုလို့ရှိရင်ဂျီမီဗာဒီကပရီးမီးယားလိချန်ပီယံဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ကိုလိုချင်ခဲ့တဲ့အသင်းနဲ့ရှိရအတိအကျပြောမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းကဂျီမီဗာဒီကိုစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့တော့မှခေါ်ဖို့အတွက်စဉ်းစားခဲ့တယ်ဒါပေမဲ့ဂျီမီဗာဒီကတော့လက်စတာအသင်းမှာပဲဆက်လက်ပြီးတော့မှရှိသွားခဲ့တယ်အခုဆိုလို့ရှိရင်ဂျီမီဗာဒီကလက်စတာအသင်းကနေပြီးတော့မှ အနာယူလိုက်အဲ့တော့ Jamie Vardy အကြောင်းကိုကျွန်တော်တို့ပြောကြမယ်ဆိတ်ဆိုလို့ရှိရင်ဟာဘဲကတော့ Leicester မှာသူ့ရဲ့အကောင်းဆုံးချိန်တွေကိုအသုံးပြုသွားတာဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့တစ္ဆာခံမှုက Leicester မှာရှိသွားတာเนาะသူက Leicester ပေါ်မှာတစ္ဆာအများကြီးရှိသွားတာဒါမျိုးမြင်ကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်မြင်တာကတော့ Jamie Vardy ရဲ့အောင်မြင်မှုဒါနဲ့ပတ်သက်ပြီးတော့မှတချို့လူတွေရဲ့အမြင်တွေမှာတော့တမျိုးတစ်ပုံပြောင်းလဲနိုင်တယ်ဘာလဲဆိုတော့ Jamie Vardy ဒါတကယ်လို့အတင်းကြီးတစ်ခုခုတော့ပြောင်းခဲ့မယ်ဆိုရင်လက်ရှိရနေတဲ့ Super League ပိုရနိုင်မယ်ဆိုတော့ white list တွေပဲဆိုတော့ okay ဂျေမီဘာဒီကလက်စတာအသင်းနဲ့အတူတူပဲပရီးမီးယားလိဖလာရတယ်ဒါအပြင်ကိုကျွန်တော်တို့အဖေကတ်ရတယ်ကွန်မြူနတီရှီးလ်ရတယ်ဒါအပြင်ကိုပရီးမီးယားလိဂိုးလန်ဘူးစ်ဒါအပြင်ကို Football Writers Player of the Year Trophy ဒါအပြင်ကို Premier League Player of the Season ဆုဒါအပြင်ကိုကျွန်တော်တို့ Championship Trophy Premier League Player of the Month ဆုတွေအများကြီးနဲ့အတူတူပဲ Guinness World Record မှာဆိုလို့ရှိရင် Premier League မှာ၁၇ရာသီဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးသောကစားသမားဖြစ်လာတယ်ဆိုရဲအကြောင်းရတယ်။အဲ့တော့ဒီစုတစိတ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟာ Jamie Vardy ဒီလောက်တောင်ရခဲ့တာပါလားဆိုရဲအတွေးတွေခေါင်းထဲရောက်လာတယ်အများကြီးပဲတကယ်တမ်းတွေးကြည့်မယ်ဆိုလို့ရှိရင်ဒါပေမဲ့ Jamie Vardy ကိုကျွန်တော်တို့ထိတ်တန့်ကစားသမားတစ်ယောက်ဖြစ်နေတတ်မှတ်ကြသလားဒီရဲ့မိကုန်းနဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးကြွယ်ပြားမှုရှိသွားလိမ့်မယ်။အဲ့တော့ကျွန်တော်တို့အောင်မြင်မှုဆိုတာကိုပြန်တတ်မှတ်ကြအောင်။ Okay Jamie Vardy ရဲ့ဘဝအကြောင်းကိုပဲအရင်ဆုံး င်းဆက်လိုက်ရဂျီမီဗာဒီအနေနဲ့လက်စတာအသင်းကိုမရောက်ခင်ကာလမှာဆိုလို့ရှိရင်သူကတကယ်ကြီးစားဆိုတဲ့ professional လမ်းကြောင်းတဲ့ကိုမရောက်ခင်ကာလမှာဆိုရှင်အပျော်ရန်လိမှာကစားနေတဲ့ကစားသမား2000မှ6ခုနှစ်မှာအပျော်ရန်စပြီးတော့မှကစားလာခဲ့တဲ့ဘာအပြင်ကိုကျွန်တော်တို့ Facebook တောင်းမှာကစားနေရင်ကနေပြီးတော့မှတဆင့်လက်စတာအသင်းကကြောင်းရွှေ့ကြီးတပန်းနဲ့ခေါ်သွားခဲ့တာအဲ့ဒီချိန်ကာလမှာလက်စတာအသင်းကိုဝေဖန်ကြတဲ့လူတွေများကြီးပဲဟာ glory ထင်နေကြပြီလေဘောလုံးလောကကြီးကဒီလောက်တော့ဖြစ်သွားပြီလားအပျော်ရန်လိကတိုက်စစ်မှုတရားကို တတန်းတော်ပြီးပြီးဝယ်ရပြီလားဆိုတဲ့မေကွန်းနေကအခုအချိန်မှာဆိုလို့ရှိရင်ဂျေမီဗာဒီကိုလက်စတာအသင်းရဲ့ club legend အဖြစ်နဲ့နှုတ်ဆက်ရတဲ့အခြေအနေတစ်ခုထိကိုလက်စတာမှာဂျေမီဗာဒီတည်ဆောက်နိုင်ခဲ့တယ်ဆိုတော့ okay ဂျေမီဗာဒီကသူ့ပျော်ရွှင်တဲ့ဘောလုံးကိုကစားရင်းနဲ့အချိန်ဖြုံးခဲ့တဲ့အချိန် ုံးခဲ့တယ်လို့ပြောမှပုံမှန်လိမ့်မယ်သူ့ရဲ့အချိန်တွေကိုသူချစ်တဲ့ဘောလုံးအကစားပေါ်မှာပဲသူ့အနေနဲ့အသုံးပြုခဲ့တယ်ဆိုတော့ဂျေမီဗာဒီက professional ကစားသမားဘဝဖြစ်ဖို့အတွက်ငယ်စီကတည်းကအိမ်မက်ရှိကောင်းရှိခဲ့လိမ့်မယ်ဒါပေမဲ့သူ့အနေနဲ့ professional ဘောလုံးသမားဘဝရုပ်တရက်ကြီးကောက်ခဲ့လာလိမ့်မယ်တော့ဘယ်သူမှထင်တာမှမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ Leicester အသင်းကိုစရောက်တဲ့ပထမတရားအသင်းမှာတို့လို့ရှိရင် Leicester အသင်းရဲ့ physio ပေါ့နော်ဆေးဖွဲကနေပြောမှာဂျေမီဗာဒီနဲ့ပတ်သက်ပြီးပြောခဲ့တာရှိတယ်ဘာလဲဆိုတော့ဂျေမီဗာဒီဒဏ်ရာရတယ်ပေါ့ဒဏ်ရာသွားတဲ့အချိန်မှာဟာဒီကောင်ကောင်းရမယ့်အချိန်ကိုပြန်မကောင်းဘူးပေါ့ဘာလို့မကောင်းတာလဲပေါ့ ိုက်ပြီးတော့မှစုံစမ်းလိုက်တဲ့ချိန်မှာဂျေမီဗာရီကဗော်ကာရီတောက်ပြီးတော့မှနှက်နေဆိုတော့သူ့ရဲ့ခြေတော့ကပြန်ကောင်းသင့်တဲ့ချိန်မှာမကောင်းပါဘူးအဲ့တော့ဒီနောက်ပိုင်းကာလမှာဂျေမီဗာရီနဲ့ professional ဒီဘောလုံးသမားဘဝဖြစ်ဖို့အတွက်ကိုမနှဲစူးစမ်းရုံးခံခဲ့ရတယ်ဒီကနောက်ပိုင်းမှာမှဂျေမီဗာရီကလက်စတာအသင်းမှာ professional ဆန်နဲ့ professional ဘောလုံးသမားတယောက်ဖြစ်လာခဲ့တယ်ဒါအပြင်ကိုကျွန်တော်တို့ premier league ဖလားကိုလည်းရယူနိုင်ခဲ့တယ်ဆိုတော့ဂျေမီဗာရီအပျော်ရန် ကန်တဲ့အဆင်ကနေပြောမှာပရီးမီးယားလိဆူရတယ်အခုလက်စတာအသင်းကလည်းနားယူသွားတယ်သူရဲ့ဘောအဆက်ကြောင်းကိုကျွန်တော်တို့နေရာမျိုးစုံမှာရှာဖတ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း YouTube မှာတော့ခေါက်ပြီးတော့မှဘယ်နေရာမှာမဆိုကြည့်နိုင်တယ်ဒါပေမဲ့ Jimmy Vardy မရွေးချယ်ခဲ့တဲ့ဒီရဲ့အောင်မြင်မှုဆိုတာဘာလဲဆိုတဲ့အကြောင်းအရာကတော်တော်လေးပြောယူရလိမ့်မယ်လို့ထင်တယ် Jimmy Vardy အနေနဲ့တကယ်လို့သာအောင်မြင်မှုသာရကျင်ခဲ့တယ်အောင်မြင်မှုကြီးကြီးမားမားပေါ့နော်ပြောချင်တာက memorable ဖြစ်မဲ့အောင်မြင်မှုမျိုးပြောချင်တာကလူတိုင်းကတသားသားဖြစ်နေရမယ့်အောင်မြင်မှုမျိုး Ronaldo လိုမျိုး Messi လိုမျိုးအောင်မြင်မှုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဘောလုံးလုံး ောကမှာနေမာရသလောက်အောင်မြင်မှုမျိုးဂျီမီဗာဒီရခဲ့သလားလို့မေးချင်ရရှိတယ်မယ်မေကုန်းထုတ်လို့လည်းရတယ်ဘာကြောင့်လဲဆိုတော့ဂျီမီဗာဒီကိုအဲ့ဒါလောက်ချစ်တဲ့ပရိသတ်တွေဆိုတာအများကြီးမရှိတော့ဒါပေမဲ့ဂျီမီဗာဒီသူ့ရဲ့ဘဝမှာအောင်မြင်ခဲ့သလားလို့မေးရင်တော့အောင်မြင်ခဲ့လို့ပဲပြောရမှာပဲဘာကြောင့်လဲဆိုတော့သူရန်ဖြစ်ချင်တဲ့ဘောလုံးအားကစားသမားဘဝဒါအပြင်ကို professional ဘောလုံးသမားဘဝဆိုတဲ့ဒဏ်ကြောင်တစ်ခုကိုသူကောင်းဆုံးရှောင်လန်းနိုင်ခဲ့တယ်သူ့ရဲ့အပျော်တမ်းလေးမှာ playwood မှာကစားနေခဲ့ကြတဲ့အချိန်တွေကနေပြီးတော့မှ Leicester နဲ့ Champion League ကစားနေတဲ့အချိန် ချိန်မှာတောင်မှအာဆင်နယ်အသင်းကလိုချင်ခဲ့တယ်ဆိုတော့အကြောင်းအရာတွေကအများကြီးပဲဆိုတော့ဂျင်မီဗာဒီအာဆင်နယ်အသင်းကိုမရွေးချယ်ခဲ့ခြင်းဒါမှမဟုတ်လို့ရှိရင်အသင်းကြီးတစ်ခုခုကိုပြောင်းဖို့အတွက်မရွေးချယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့မှတော့ဒီဘက်ကအောင်မြင်မှုဒီထက်ပိုပြီးရားတက်နေဆိုပြီးတော့မှစိတ်ထဲမှာတနှုံနှုံနဲ့ခံစားရတဲ့သူတွေရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဘဝကိုအောင်မြင်မှုကိုဘာနဲ့တိုင်းတာကြရတယ်ပေါ့။ Okay ငယ်စဉ်ကာလမှာဆရာဝန်ကြီးဖြစ်ခြင်းလို့ဒါပေမဲ့အမှတ်မမီလို့ငါစီးချောင်းမတက်လာရဘူးဒီလိုအနေထားမျိုးတွေမြန်မာပြည်မှာကြုံတွေ့နေရတဲ့သူတွေကထောင်သောမကရှိကြတယ်ဒါပေမဲ့လူဆိုတာက ဘဝမှာအချိန်နေအဆင့်တန်းတစ်ခုနဲ့နေနိုင်စားနိုင်ရတဲ့ယုံ ဘာမှမဟုတ်လို့ရှိရင်လေကိုယ့်ရဲ့ဘဝဖြတ်သန်းမှုကိုကိုကျင့်နဲ့နေတဲ့ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးသောအောင်မြင်မှုပဲဒါနဲ့ပတ်သက်ပြီးတော့မှ motivation နဲ့ပတ်သက်တဲ့စကားလုံးနဲ့အများကြီးကိုကျွန်တော်ထုံးထုတ်ပြီးတော့မပြောတတ်ဘူးဒါပေမဲ့တရားတစ်ခုကကျွန်တော်တို့ကဘဝမှာကိုလို့ချင်တာလုံးနေရလို့ရှိရင်ပြောနေရတာပဲဘာကြောင့်လဲဆိုတော့အောင်မြင်မှုဆိုတဲ့အရာကိုကျွန်တော်တို့ဘလူပီရန်နဲ့မှတိုင်လို့မရဘူးဘာကြောင့်လဲဆိုတော့လူတိုင်းစီမှာမတူညီတဲ့ပီရန်တွေအများကြီးရှိနေတဲ့အတွက်ကြောင့်ဆိုတော့သူ့ရဲ့ပီရန်ကဒီလောက်ရှိချင်ရှိလိမ့်မယ်ကိုယ့်ရဲ့ပီရန်ကဒီလောက်ရှိချင်ရှိလိမ့်မယ်ဒါပေမဲ့ဘေးပီရန်နဲ့ဘလူပဲတိုင်းနေဖြစ်ပါစေဘ သူ့အမြင်နေဖြစ်ပါစေဘာအမြင်နေဖြစ်ပါစေရောကို့ပြည်တယ်နဲ့တိုင်းလို့ကို့ရဲ့အယုံကြည်ရတဲ့ကို့ရဲ့အခြေအနေဒီရဲ့အမှတ်တခုကိုရောက်ပြီးဆိုပါရှင်ကို့ဘဝကနေပျော်သွားခဲ့တာပဲကျွန်တော်တို့ဖြစ်ချင်တာဖြစ်ခွင့်မရခဲ့တဲ့တိုင်းတာတွေဖြစ်ချင်တာတွေတိကျွက်မရှိခဲ့တဲ့အတိုင်းတာတွေအများကြီးရှိရဆိုအမေတကယ်တမ်းဘဝမှာကိုနေခြင်းတလို့နေလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေတချို့လူတွေကတော့ကြောက်တခင်းကရရုံနဲ့ငါ တရက်တရက်စားဖို့တောက်ဖို့ရရင်ရပြီဆိုတော့လူမျိုးတွေလည်းအများကြီးရှိတယ်ဒီလိုလူမျိုးတွေကိုလည်းကျွန်တော်တို့ကသွားပြီးတော့မှဟဲ့အောင်မင်းကဘာမျိုးမဟုတ်ဘူးဒီမှာ ြည့်နင်းရွယ်တုံးကဘာလို့ဆိုရင်ဘာဖြစ်နေပြီဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ဘဝမှာအများကြီးကြားပူးလိုက်မယ်လို့ထင်တယ်ဒါပေမဲ့ဒါဒီအားလုံးရဲ့နောက်ွယ်မှာရှိနေတဲ့ဒါဒီအားလုံးထပ်ပူပြီးရေးပါလာကကျွန်တော်တို့ရဲ့ဘဝကိုအကောင်းမွန်ဆုံးအပျော်ရွှင်ဆုံးနေထိုင်နိုင်ဖို့ပဲကျွန်တော်တို့လှုပ်ချင်တာတွေလှုပ်ခွင့်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ပျော်နေတာတွေကိုလှုပ်ခွင့်ရမယ်ဒီလိုအဘဝမျိုးကကျွန်တော်တို့အတွက်အောင်မြင်မှုမျိုးလို့ပဲပြောရလိမ့်မယ်လို့ထင်တယ်ဒါကကျွန်တော်တဦးတည်းရဲ့အောင်မြင်မှုအပေါ်မှာအာအနန္တိပဲဖွင့်ဆိုမှုဒါမှမဟုတ်လို့ရှိရင်ဂျေမီဘာဒီရဲ့အောင်မြင်မှုအပေါ်မှာအနန္တိပဲဖွင့်ဆိုမှုလို့ပြော ီယံပုံမှန်လိုက်မယ်ဂျေဗာဒီနေနဲ့ပိုကောင်းတဲ့အောင်မြင်မှုပဲပိုပြီးမှအတင်းကြီးမှပိုပြီးလာစားများများတဲ့ပိုပြီးတော့မှဆုတလာအောင်မြင်မှုတွေစီကိုပွားလို့ရတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုကဘာသူပြောတာကလက်စတာမှာသူ့ရဲ့ဘဝကိုသူလက်စတာမှာကုံဆုံးခြင်းနဲ့လက်စတာနဲ့အတူတူပရီးမီယာလိဂ်ပလာရပြီးပြီးတိုင်အောင်တန်းစင်းသွားရလဲပြဿနာမရှိဘူးဆိုတော့ယွင်ကြည်ချက်မျိုးဒါမှမဟုတ်လို့ရှိရင်လည်းတစ္ဆာခံမှမှုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဒီနေရာမှာသူနေရတာပျော်ပါတယ်ဆိုတော့စိတ်ခံစားချက်မျိုး ဒါမျိုးရှိနေတဲ့ရေဘောကအောင်မြင်နေရပဲကျွန်တော်တို့တွေကဘောကမှကိုမလို့ချင်တာတွေလုပ်ခဲ့ရဘူးတဲ့အချိန်တွေရှိတယ်။ကိုမဖြစ်ချင်တာဒီကိုလုံနေရတဲ့အချိန်တိုင်းဒါတွေအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီလိုအချိန်တွေရောက်မှဘဝရဲ့အောင်မြင်မှုဆိုတာကိုကျွန်တော်တို့ပို့ပြီးသိလာကြရလိမ့်မယ်။ဘဝရဲ့အောင်မြင်မှုဆိုတာဘဝမှာကိုနေခြင်းတလို့နေခွင့်ရတာကဘဝရဲ့အောင်မြင်မှုပဲ။ဘဝမှာကျွန်တော်တို့တွေအားလုံးကဂျီမီဗာရီတို့နေထိုင်သွားကြဖို့အတွက်လိုအပ်တယ်။အောင်မြင်မှုတွေနောက်ကိုအရင်ကြီးစွတ်ကာရောလိုက်တယ်။ကျွန်တော်တို့ရဲ့ချစ်ခင်ရတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကိုချစ်ခင်ကြတဲ့ ့သူတွေသူတို့တွေတယောက်ပြီးတယောက်ထွက်ခွာသွားတော့ကျွန်တော်တို့မြင်တွေ့နေကြရတယ်မြင်တွေ့ခဲ့ကြရတယ်အဲ့တော့ကျွန်တော်တို့တွေရဲ့ဘဝကပါတယ်အောင်မြင်မှုဆိုတာပါတယ်အဲ့တော့ကျွန်တော်တို့တွေအတွက်အရေးကြီးလုံးဝပါလေဆိုတော့အောင်မြင်မှုဆိုတာကကိုချစ်ရတဲ့သူတွေကိုချစ်တဲ့သူတွေအတွက်အနာတရမဖြစ်စေဘဲနဲ့ပတ်ဝန်းကျင်အပေါ်မှာဆိုးရွားတဲ့တက်ရောက်မှုတွေမရှိစေဘဲနဲ့ကိုယ့်ရဲ့ဘဝကိုကိုနေခြင်းတလို့နေထိုင်ခြင်းတလို့ကိုဝါသနာပါရာဘဝမှာနေထိုင်သွားနိုင်တာကဘဝရဲ့အကြီးမားဆုံးအောင်မြင်မှုလို့ပဲကျွန်တော်ကတော့ တော့ယူဆပါတယ်ဆိုတော့အများကြီးတွေမပြောတော့ဘူးအဲ့တော့ Jimmy Vardy ရဲ့အကြောင်း Jimmy Vardy ရဲ့ဘဝ style ဒါတွေအားလုံးကကျွန်တော်တို့ဒီတက်ပို့ပြီးတော့မှလေ့လာနေတွေ့ရှိနေတယ်ဖြစ်မှာပဲဆိုတော့အားလုံးပဲဘဝကိုကိုနေခြင်းနဲ့အတိုင်းကိုဝါသနာပါတဲ့အတိုင်းညီတူညီတူကိုမှမထိခိုက်မှုမရှိဘဲနဲ့ကိုရဲ့ဘဝကိုကိုစိတ်ကြိုက်အတိုင်းဖြတ်သန်းသွားနိုင်ကြပါစေလို့ဆုတောင်းရနေပဲကျွန်တော်ရဲ့ဒီဗီဒီယိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါ